ပြည်သူတွေကိုလုံနေတယ်ထင်အောင်ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်လုံခင်းကျေးရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြစ်ခတ်သွားတဲ့ဒေတာခံပြည်သူတွေရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိရတယ်လို့လုံခင်းရွာခံတွေကအေယာဝတီကိုပြောပါတယ်ဖက်ကတ်မြို့နယ်လေပြင်းကျေးရွာရန်ချက်စက်ယုံကနေမေလ28ရက်နေ့မှာထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလုံခင်းကျေးရွာအသွင်းဝင်ရောက်လာပြီးစစ်စီမီမြန်ရိုက်နှက်မှုတွေနဲ့လူသားတိုင်းပြုလုပ်ပြီးနောက်ပြစ်တက်ခဲ့ရလို့ဆိုပါတယ် မီသူတွေကြီးပဲဟုတ်တယ်မာလောင်းကတော့ဟာခုနှစ်လောင်းထပ်မနေလို့တော့တိရတယ်ပေါ့တော့မာဒါလောင်း6လောင်းလောင်းတော့ဖြစ်မှန်းမှာဒါတောင်မှအကုန်မကောက်ရသေးဘူးမာရှိနေသေးရလို့ပြောတယ်ကောက်ထားတာကတော့ရက်ွက်3ရက်ွက်4ရယ် န်သန္တရာထိတ်ရပြီးတော့ဒီဂရေထိတ်ရပေါ့အဲ့ဘက်ဒီပဲအဲ့ဘက်ဒီကနေပြီးကောက်ထားပေါ့နော်အကုန်လုံးတော့မရှိမဟုတ်သေးဘူးပေါ့နော်မအခုကောက်ထားတဲ့ရုပ်လောင်းတွေအကုန်လုံးကတော့လက်နက်ကြီးထိထားတဲ့လောင်းတလောင်းမှတော့မပေါအောင်မပစ်သက်ခံထားရတာကြီးကြီးပဲမတေဆုံရုပ်အလောင်းတွေထဲမှာအမျိုးသား9ယောက်နဲ့အသက်40ကျော်အရွယ်အမျိုးသမီးတို့ဦးရဲ့ရုပ်အလောင်းပါဝင်ပြီးဆက်လက်ရှာဖွေနေရလို့လဲလုံခင်းဒေသခံအမျိုးသမီးကဆိုပါတယ် ဒါအပြင်မေလ29ရက်နေ့ကလည်းစစ်ကောင်စီတပ်ကကြကြံခဲ့တဲ့လက်နက်ကြီးစော့ကစားရာကနေပောက်ကွဲပြီးဖက်ကတ်မျိုးနဲ့ဆိုင်းဖရာကြီးရွာကအသက်30နှစ်ကျော်ဝန်းကျင်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ရပါတယ်။မေလ29ရက်နေ့မနက်ပိုင်းမှာတော့လုံခင်းကြီးရွာကိုစစ်ကြောင်းဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီရဲ့စခန်းကုန်းကတပ်ဖွဲ့ဝင်တွေစုပေါင်းပြီးအင်အား350ခန်းဟာလုံခင်းကြီးရွာကနေဖက်ကတ်မျိုးတမတ်ကုန်းကိုထွက်ခွာသွားရလို့လဲ။ ရှေ့တန်းမြေပြင်တည်င်းရင်းမြစ်တွေထံကသိရပါတယ်အခုလမ်းကြောင်းဖွင့်ပေးလိုက်ရတာလည်းသူတို့ကပြည်သူတွေကိုတစားကန်လုပ်ပြီးတော့ခေါ်ထားပါတော့အဲ့လိုမျိုးခေါ်ထားတာတကြောင်ရင်ဒီလိုလမ်းကြောင်းမဟပေးဘူးဆိုလို့ရှိရင်သူတို့ကရွာကိုပုံကျဲမှလေရင်နဲ့တိုက်မာရီလို့ချင်းချောက်လာလို့ပါအဲ့လိုမျိုးရှမ်းမရဖားတွေကနေတဆင်ပြီးတော့ပြောခိုင်းတာပေါ့နော်အဲ့ဒါကြောင့်မလို့ခုဒီလုံခေကနေလမ်းကြောင်းဖွင့်ပေးလိုက်လို့သူခုဖက်ကန်းတော့ရောက်သွားပြီဟုတ်တယ်ရှင်ကောင်းမဲဖက်ကန်းလမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ29ရက်နေ့ညနေပိုင်းမှာလုံခင်ကျေးရွာအုပ်စု လေပြင်းကျေးရွာကရန်ချက်ဆက်ယုံကိုအင်အားတရာခန့်ရောက်ရှိလာပြီးမေလ28ရက်နေ့မှာလုံခင်ကျေးရွာကိုဝင်ရောက်လာတာကြောင့်ကချင်လူမျိုးရေးတပ်မတော် KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့လုံခင်ကြောက်ဝိုင်းလမ်းဆောင်မှာတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်စစ်ကောင်စီတပ်ဟာဖက်ကန့်ဒေသကိုပြန်လည်ရရှိဖို့စစ်ကြောင်းထိုးနေတာဖြစ်ပြီးတလကြော်အကြာမှာတော့ဖက်ကန့်မျိုးကတမတ်ကိုစခန်းကိုရောက်ရှိလာပြီးဖြစ်ပါတယ်